ြင်းသစ္စာရှိဖို့လိုတယ်။ကိုလူသူ့ဘက်သားလှုပ်ဖို့မလိုဘူးနော်။အဲ့ဒါကိုပြောစီချင်တာ။သိစီချင်တာ။နစ်နာချင်းနစ်နာကိုလူမျိုးချင်းချင်းကနစ်နာမှာ။သိလား။တထေးကိုဖားသလိုရားသလိုလိုနဲ့ကိုလူမျိုးဘက်ကမနေဘဲနဲ့တထေးတက်တာရတက်တာကြောင့်တထေးဘာလုံးလုံးမှန်နေဆိုပြီးတော့လှုပ်တာမျိုးကတော့မကောင်းဘူးနော်။အဲ့ဒါကိုပြောချင်တယ်။အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကိုကိုတိုင်ကလည်းအလုသမားဖြစ်နေလို့ပဲ။ တကယ်ပြန်လဲအလုတ်သမားပဲမန်နေဂျာလည်းအလုတ်သမားပဲစူပါလည်းအလုတ်သမားအားလုံးကသူတို့လက်အောက်ကအလုတ်သမားတွေပဲအလုတ်သမားအချင်းချင်းကိုလူသူ့ဘက်သားမလုတ်ဘဲနဲ့ကိုလူမျိုးတွေဘက်ကကိုအလုတ်သမားတွေဘက်ကကိုညီကိုမောင်သမားတွေဘက်ကနေပြီးတော့အားလုံးပဲမင်္ဂလာပါဗျာဒီအပိုင်းအထည်ချုပ်စက်ယုံတွေမှာလောက်ခလာစာမပေးတာနဲ့ပတ်သက်ပြီးတော့ live ပေါ်မှာတော်တော်လေးပွနေတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဗီဒီယိုဖိုင်လေးတချို့ဖွင့်ပြခြင်းနဲ့မြန်မာပြည်မှာရှိတဲ့အထည်အကျုပ်ဆက်ယုံတွေတော်တော်များများကလက်ကုံပြီး9ရက်နေ့မှာလောက်ခလာစာတွေထုတ်ပေးနေကြပါ9ရက်နေ့မှာလောက်ခလာစာတွေထုတ်ပေးရမှာပါအဲ့တော့ဒီရက်ပိုင်းမှာလှိုင်းသာယာမှာရှိတဲ့ရွှေလင်းပန်းဆက်မှုဇုံတွေကမြန်မာဂျူလီ2ကအထည်အကျုပ်ဆက်ယုံမြန်မာဂျူလီ2မှာလောက်ခလာစာနဲ့ပတ်သက်ပြီးတော့ပြဿနာတက်နေတယ်လောက်ခလာစာတွေမပေးဘူး 6ရက်နေ့အထိလောက်ခလာစာမရဘူးအဲ့ဒါနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်တွေလည်းပြူပြန်အောင်တက်လာတယ်ဘာဖြစ်လို့လောက်ခလာစာမပေးတာလဲဒါတွေကတော့ရိုးနေပြီမြန်မာပြည်မှာရှိတဲ့အထည်ချုပ်စက်ရုံတော်တော်များများလောက်ခလာစာမရတာနဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်နေတယ်တချို့စက်ရုံတွေမှာလစဉ်လစဉ်လစာပေးဖို့နောက်ကျတဲ့စက်ရုံတွေလည်းအများကြီးပါပဲဟုတ်ကဲ့ပါအရင်ဆုံးဒီဗီဒီယိုဖိုင်လေးကိုအရင်ဖွင့်ကြည့်ပါမယ်ဟုတ်ကဲ့ခေါ်ရတဲ့ပြည်သူတွေကိုပတ်သက် 他们肯定没有那么自信可以给我，们这个简单，我只能尽量尽力去搞。当然，我不会说哦，因为你们不工作了，那我就不管了，不会，因为我们现在是已经穿同一条裤子。哪里人啊？在哪里住啊？那种、啊？阿哥、啊，我跟你来你我阿达那边、啊，能不能去？ ကိုကအဲ့လိုလေခုနကသူပြောတဲ့ခုနကသူပြောတဲ့ဒီဆုံးမှာကြာတော့ကျွန်တော်ကကျွန်တော်ကမေဘောနဲ့ခိုင်းပြောတဲ့မေဘောနဲ့အမှုပဲဟုတ်ပဲကျွန်မတို့နားလဲမှာငါတို့ကနားလဲရောင်းအကြည့်ရတဲ့နားတော့ပြောချင်တာကတကယ်လို့လုံးလုံးမဲ့ဆိုလို့ရှိရင်ဖြောင်းဘယားအစ်ဒီဘယားနေကျွန်တော်တို့ကေတော့ထရီရဲ့ခရီးအနေပြောမှာပတ်စံတောင်းလို့လွယ်မယ်ပေါ့တိတာသူယုံကြည်မှုပေးပြီးသူတို့ကပတ်စံအောင်ရကျတော့လုံးမလုံးဘူးလို့ရှိရင်ဘာရလေးကမယုံကြည်ဘူးပေါ့ဒီမှာတို့ကျင်တာတို့ကရှိတဲ့ပစ္စည်းတော့မှရှုံးမှုများနေတဲ့အချိန်မှာတို့နောက်ထပ်ပတ်စံပေးမှာမဟုတ်ဘူးအဲ့ဒီပတ်စံကိုပြီးတောင်းရတာတကယ်ဖြစ်သွားလိမ့်မယ် တော့လုံးလုံးလို့ရှိရင်ကိုယ့်ရဲ့ကိုယ့်ရဲ့ခိုင်တော့သူကဒိန်းတည်ရှင်းရှင်းလာဖာရမယ်ပြီးတော့လုံးလုံးလို့ရှိရင်တော့အငယ်ရှိရသူလည်းသူလည်းရောက်လုံးဝင်းပါပဲလုံးလုံးလို့ဆိုသက်ပေးမှာမဟုတ်ဘူးအဲအဲ့လိုပြောတာမဟုတ်ဘူးရပောင်းဆုံးတဲ့လုံးလုံးဝန်နဲ့ကိုလိုကကိုထမင်းကိုစားပြီးအလုပ်ကိုတော်လုပ်ပြရတယ်။ငားရည်နဲ့လာတာလုံးလုံးလုပ်ပြရတယ်။အခုငားရည်နဲ့ရှင်းရနေသည်။အဲ့ရှင်းရမှာအဲ့၃ရက်ပြန်မှသူပတ်စံမရှာနိုင်ဘူး။မရှာနိုင်ဘူးဝန်နဲ့တက်ကပြောရရှိနေတယ်။အလုံးမလုံးနိုင်။အဲ့ပတ်စံရမှာလုံးလုံးပြီ။ရှင်းနေနော်။တရုတ်တထေးက နားလဲပြီးတော့ပ้ายရိုက်တာဗျသိလားအဲ့တော့ဒီကောင်လေးတကယ်တမ်းရှင်းရမှာကရက်30လုံးလုံးလောက်ခတဲ့လောက်ခလာစာကို9ရက်နေမှာထုတ်ကိုထုတ်ပေးရမှာအဲ့တော့ကိုမထုတ်ပေးဘဲနဲ့အလုတ်ဆက်မလုပ်ရင်တော့ပတ်စံပေးမှာမဟုတ်ဘူးဆိုတော့အကြောင်းပြချက်နဲ့ဒီကောင်လေးကလောက်ခလာစာပေးရမှာကိုမပေးကျင်လို့အကြောင်းပြချက်ရှာလာအဲ့တော့ဒီဝင်ပြောတဲ့လူကအမှန်ပဲသူပြောတာတိကျတယ်ပြတ်သားတယ်သိကြတယ် တော့ပြီးခဲ့တဲ့ရက်30လုံးလုံးလှုပ်ခဲ့တဲ့လှုပ်ခနာစာကိုပေးမှပဲအလုပ်ဆက်လုပ်မယ်ရှင်းတယ်အဲ့တော့ကျွန်တော်တို့မြန်မာတွေသတိထားဖို့လိုတယ်ဗျဘာဖြစ်လို့လဲဆိုတော့ဒီကောင်တွေကအယမ်းလူလေကြတာအယမ်းလူလေကြတာနားလှည့်ပားရိုက်လှုပ်တာအဲ့တော့ကျွန်တော်တို့မြန်မာပြည်မှာဘာဖြစ်လို့တရုတ်တွေကိုရီးယားတွေကထဲချုပ်ဆက်ယုံတွေလာလှုပ်ကြလဲဆိုတော့အလုသမားပေါ်တယ်ဗျလှုပ်ခလာစာပေးရတာတတ်တာအဲ့တော့မြန်မာပြည်ကိုလာတယ်ထဲချုပ်ဆက်ယုံတွေဖွင့်တယ် အလုသမားတွေရှာပြီးတော့အလုလုကြတာအဲ့ဒါကဆယ်စုနှစ်မကကြာခဲ့ပြီ complaint မရှိဘူးဗျမြန်မာပြည်မှာလုသမားနဲ့ပတ်သက်ပြီးတော့လုသမားခွင့်ရေးနဲ့ပတ်သက်ပြီးတော့ဒီကောင်တွေလုချင်တိုင်းလုချင်တယ်လို့လုလို့ရတာကြောင့်ဒီကောင်တွေကမြန်မာပြည်ကိုမျက်စိကျပြီးတော့လာလို့တာအဲ့တော့အခုပဲကြည့်ပြောသွားတာရှင်းရှင်းလေးတကယ်လို့လုံးလုံးမဲ့ဆိုလို့ရှိရင်ဖြောက်ဖယားရှင်ဒီဖယားနေကျွန်တော်တို့အကုန်ထရီရဲ့ခရီးရနေပြီးတော့မှပတ်စံတောင်းလို့လွယ်မယ်ပေါ့ဒီကအခုယုံကြည်မှုပေးပြီးသူတို့ကပတ်စံအောင်ရအောင် ဲ့တော့လုံးမလုံးဘူးလို့ရှိရင်ဘာရည်ရမယုံကြည်ဘူးပေါ့တဲ့မှာဘုရားကသူတို့မှာရှိတဲ့ပစ္စည်းတော့မှရှုံးမများနေတဲ့အချိန်မှာသူတို့နောက်ပတ်ပတ်ပြီးမှမဟုတ်ဘူးအဲ့ဒါပတ်စာပုံပြီးတောင်းရတာတကယ်ဖြစ်သွားလိမ့်မယ်အဲ့တော့လုံးလုံးလို့ရှိရင်ကိုယ့်ရဲ့ကိုယ့်ရဲ့ကိုယ်ရဲ့တော့သူကသိနေတယ်ရှင်းရင်းလာခါရမယ်ဒီလိုလိုလို့ရှိရင်တော့တကယ်ရှိရသူလည်းသူရရောက်လုံးဝမှာပဲလုံးဝလုံးကိုတက်ပြီးမှမဟုတ်ဘူးအဲ့အဲ့လိုပြောတာပဲရပောင်း30လုံးလုံးဝနဲ့အကုန်လုံးကကိုထမင်းကိုစားပြီးအလုပ်ကိုတော့လုပ်ကြတယ်။ငားရည်နဲ့လာတာလို့ကျွန်တော်လုပ်ပြီးအခုငားရည်နဲ့ရှင်းရနေသည်အဲ့ရှင်းရမှာအဲ့300ကျော်မှာသူပတ်စာမရှာနိုင်ဘူး။မရှာနိုင်ဘူးဝနဲ့တက်တာပြောရှင်းရှင်း လုံးမလုံးနိုင်အိုက်ပတ်ကရမှာလုံးလုံးနားလဲပြီးပ้ายရိုက်တဲ့အကွက် နောက်တစ်ခုပြောချင်တာရှိသေးတယ်နောက်တစ်ခုကဘာလဲဆိုတော့ဇကယ်ပြန်နေမန်နေဂျာတွေစူပါတွေကိုလူမျိုးချင်းချင်းတစ္ဆာရှိဖို့လိုတယ်နော်ကိုလူသူ့ဘက်သားလှုပ်ဖို့မလိုဘူးနော်အဲ့ဒါကို ပြောစီချင်တာသိစီချင်တာနစ်နာချင်းနစ်နာကိုလူမျိုးချင်းချင်းကနစ်နာမှာ သိလားတထေးကိုဖားသလိုရားသလိုလိုနဲ့ကိုလူမျိုးဘက်ကမနေဘဲနဲ့တထေးတက်တာရတက်တာကြောင်းတထေး ဘာလုံးလုံးမှန်တယ်ဆိုပြီးတော့လောက်တာမျိုးကတော့မကောင်းဘူးเนาะအဲ့ဒါကိုပြောချင်တယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကိုကိုတိုင်ကလည်းအလုသမားဖြစ်နေလို့ပဲစကယ်ပြန်လည်းအလုသမားပဲမန်နေဂျာလည်းအလုသမားပဲစူပါလည်းအလုသမားအားလုံးကသူတို့လက်အောက်ကအလုသမားတွေပဲအလုသမားအချင်းချင်းကိုလူသူ့ဘက်သားမလုပ်ဘဲနဲ့ကိုလူမျိုးတွေဘက်ကကိုအလုသမားတွေဘက်ကကိုညီကိုမောင်သမားတွေဘက်ကနေပြီးတော့ပြဿနာကိုရှင်းတင်တယ်တထေးတက်ရှူချောင်းရင်ပြီးရော ကျန်တဲ့လူသမားတွေဖြစ်ချင်ရဖြစ်ဆိုတာမျိုးတော့မဖြစ်သင့်ဘူး။ဘာဖြစ်လို့လဲဆိုတော့ခင်ဗျားတို့တခုခုဖြစ်လာရင်တိုင်လို့မရအောင်။သိလားတိုင်လို့မရအောင်။ခင်ဗျားတို့ပြဿနာတက်လို့လူသမားဝင်ကြီးဌာနလူသမားရုံးကိုမသိရင်ဖုန်းဆက်ကြည့်လိုက်ခင်ဗျားတို့ရလားလို့။မရဘူး။ဘယ်သူမှမကြိုက်ဘူး။ခင်ဗျားတို့ပြောတာတွေလည်းနားမထောင်ဘူး။စိတ်လည်းမဝင်သွားခင်ဗျားတို့ဖြစ်ချင်ရဖြစ်လူသမားရုံးကတောင်းဝင်လည်းမอยู่တောင်းဝင်လည်းမခံဘူး။အဲ့ဒါအခုမှမဟုတ်ကြာခဲ့ ခင်ဗျားတို့မကျင်တတ်တာရှိရင်ခင်ဗျားတို့အလုပ်အဆင်မပြေတာတွေဖိနှိပ်ခံရတာတွေချုပ်ချယ်ခံရတာတွေလစာလောက်ခလစာတွေမလောက်ငှတာတွေလောက်ခလစာတွေအချိန်မှမပေးတာတွေအားလုံးအတွက်ကခင်ဗျားတို့ကိုယ်တိုင်ရှင်းရမှာခင်ဗျားတို့ဆန္ဒပြခြင်းပြကိုယ်ဆန္ဒထုတ်ဖော်ခြင်းထုတ်ဖော်ညှိရင်ညှိယူလို့ရရင်ရမရရင်ခင်ဗျားတို့မရအောင်ဘယ်သူမှတိုင်မဲ့လို့မရှိဘယ်သူမှတိုင်လို့မရအောင်အဲ့ဒါကြာခဲ့ပြီကျွန်တော် ပြောတာမယုံရင်ခင်ဗျားတို့ပြဿနာတက်လာလို့ 老他妈用我封杀机了，咋没来喽？白装嘛没设备，白装嘛也没来。那手机有吗？吗吗吗行啊，哦，我们既然昨天都已经说好了，那今天这个情况我只是跟你们说，你们愿意怎么做就怎么做。我也不想，我我，但是我得跟你们说，我这边的困难是什么？你们想听？你们如果。

ဒါစားထုတ်ပေးစရာပတ်စံမရှိလို့မထုတ်ပေးတာဒါပဲပုံဝင်လင်းလင်းပြောပြပြီးတော့အလုပ်သမားတွေနဲ့ညှိယူလို့ရတယ်အခုကအဲ့လိုမဟုတ်မလိန်တစ်ပတ်နဲ့အလုံးမလုံးရင်တော့လာစားမထုတ်ပေးဘူးလို့ဘာလို့ညာတို့နားလှည့်ပြီးတော့ပားရချင်တဲ့သဘောပဲတိုင်တရာက ရွှေလင်းမန်းစက်မှုစုံထဲမှာမြမဂျူလီ2မြမဂျူလီ1လောက်ခလာစားမရအောင် သတင်းတွေနဲ့တက်လာတယ်ကျွန်တော်ရှိဟိုသတင်းတွေနဲ့ရောက်ပါတယ်ယုံကိုလည်းဖုန်းဆက်တဲ့လူတွေဆက်တယ်ဖုန်းမကင်ဘူး ဖြည့်ရှင်းမှုအနေနဲ့သာဖုန်းတော်မကင်ကြအောင်အဲ့တော့ကျွန်တော်နောက်တတိပေးချင်တာက ခုနကျွန်တော်ပြောသလိုပဲကျွန်တော်တို့စကားပြန်နေမန်နေဂျာတွေစူပါတွေတတိနဲ့တရိုက် ထိတွေ့ရတဲ့လူတွေအဲ့တော့အလုံသမားနဲ့တတိဂျာရနေရတဲ့လူတွေအဲ့တော့တတိလူတော်ရှိဖြစ်သွားလို့မရဘူးဗျသိလားဒါတွေကကျွန်တော်တို့အလုံသမားတွေအတွက်ဒီကိုမောင်သမားတွေအတွက်ကိုယ်စလဲပဲဗျသိလား ကိုယ့်ရဲ့ညီကိုမောင်သမားတွေကိုယ့်ရဲ့အလုပ်သမားတွေအစဉ်ပြေဖို့အတွက်ကိုပဲဦးစားပေးပြီးတော့စကားပြန်ဆိုလဲစကားပြန်လို့ကိုလှုပ်တင်တယ်။မန်နေဂျာဆိုလဲမန်နေဂျာအလုပ်ကိုလှုပ်တင်တယ်။ကိုယ့်ရဲ့ညီကိုမောင်သမားတွေကိုယ့်ရဲ့အလုပ်သမားတွေကိုယ့်ရဲ့လူမျိုးတွေကို မတိဖို့လိုတယ်။အခုကတခုခုဆိုရင်ကိုယ့်လူမျိုးကိုယ့်ညီကိုမောင်သမားအလုပ်သမားချင်းချင်းသာအနစ်နာခံလိုက်ရပြီးတော့တထေးတွေတက်ရှူချောင်ဖို့တရုတ်တထေးတွေအစဉ်ပြေဖို့လှုပ်လို့မရအောင်။ဒီဗီဒီယိုဖိုင်လေးကိုလည်းကြည့်ပါဦး။ ဒါတော့မန်နေဂျာပေါ့ဒါတော့ဘာကိုပဲရှိတယ်ဘုရားနဲ့ဆောင်ရွက်ပုံတော့တယ်။ဒီကဘယ်လိုလဲလားဆောင်ရွက်လဲဆိုတာပဲမမမိသားစုစီတာပဲ။မမလည်းမိသားစု ုတ်ပြီနော်မန်နေဂျာပြောတာတော့ယုံကိုတိုင်လိုက်ပါယုံကဖြည့်ရှင်းပေးလိုက်မယ်ဟုတ်ပြီယုံကိုတိုင်လိုက်မယ်ဘယ်ယုံကိုတိုင်ရမလဲလို့သမားယုံကိုတိုင်ရမလဲဖုန်းတော့ဆက်လို့မရတာဘယ်လိုတိုင်မလဲဒီပြဿနာတွေကရှေ့လျှောက်လဲကြုံလာရအောင်ပါဗျအဲ့လိုမျိုးကြုံလာခဲ့ရင်အလို့သမားတွေစီးစီးလုံးလုံးနဲ့ဒီလိုပြဿနာတွေကိုကြော်လွှားဖို့လိုတယ်ဘာဖြစ်လို့လဲဆိုတော့လုံငန်းရှင်နေဖြစ်တဲ့တရုတ်တရအင်မတန်လဲတဲ့ကောင်နားလဲပ ਾਇ ရိုက်တဲ့နေရာမှာအင်မတန်လဲတာကပါပတ်ပြီးတော့ စီးပွားရေးလုပ်နေတဲ့ကောင်လေးအဲ့တော့ခုနပြောသလိုပဲမန်နေဂျာတွေစကယ်ပြန်တွေကလည်းကိုလူမျိုးဘက်ကကိုနေပါကိုမျိုးကိုလူမျိုးဘက်ကနေကိုနာပါကိုလူမျိုးဘက်ကနေကိုကူညီပါကိုရဲ့ညီကိုမောင်သမားတွေပဲတတိယဆုံးရှုံးသွားလဲဘာမှမဖြစ်ဘူးဗျတိလားတတိယကဆုံးရှုံးသွားရင်ဆက်ယုံပိတ်ပြီးသူ့နိုင်ငံသူဖုတ်ဖက်ခါပြီးပြန်သွားမှာကြံခဲ့တဲ့ကျွန်တော်တို့ညီကိုမောင်သမားတွေလှုပ်သမားတွေကတနေ့တနေ့တလာလုံးလှုပ်ခါတဲ့လစာလေးနဲ့ နေစရာစားစရာမိသားစုတွေမှီခိုပြီးနေခဲ့ရနေကြရတာမိသားစုတွေအများကြီးနဲ့နာဆုံးရှုံးတယ်အဲ့တော့ပြောချင်တာကဒုက္ခလာစားနဲ့ပတ်သက်ပြီးတော့ဒီအပိုင်းလိုင်းပေါ်မှာပြန့်နေတဲ့ကိစ္စကိုပြောချင်တာပါဟုတ်ကဲ့ပါဒီပြဿနာတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့အလုံသမားဝင်ကြီးဌာနကဘာတွေလုပ်နေလဲဒါတွေကိုဘယ်လိုဖြေရှင်းပေးမှလဲဒါကိုလည်းမေခွန်းထုတ်เสียဖြစ်နေပါတယ်တေချာတာတစ်ခုကတော့လိုင်းတာရဲက ရွှေလင်းပန်းစက်မှုဇုံနဲ့မြန်မာဂျူလီ2ဂျူလီ1လောက်ခလာစာအချိန်မှန်မရတဲ့ပြဿနာတွေကြုံနေပါတယ်။ဘသူကိုတန်ရမလဲဘလို့ဖြေရှင်းရမလဲဆိုတာကိုလည်းပြောပြပေးခဲ့ကြပါအောင်ဗျာ။ကျေးဇူးတင်ပါတယ်။ကျွန်တော်ကွီးစောပါ